အားလုံးမင်္ဂလာပါ for finance plan ကျူစောပါတယ်ကျွန်တော်တို့ဒီနေ့ပြန်ကျွန်တော်စနေနေ့ညမှာဆိုရင် green debt scenario ရှိရယ် premium ရေပေါ်35ပြတ်ဖက်ကကျွန်တော်တို့ဒီ chelsea နဲ့ကျွန်တော်တို့ဒီ everton ကျွန်တော်တို့ဒီပွဲရယ်ပြီးတော့ကျွန်တော်တို့ဒီ newcastle နဲ့ issue ပွဲရယ်ဒီနှစ်ပွဲကျွန်တော်တို့ရှိရယ်ဒါအပြင်တော့ကျွန်တော် brighton ကျွန်တော်ဝဆန်ရဲ့ပွဲစဉ်ပါသူနေရရှိသေးပဲဒါရောကျွန်တော်တို့ဒီထားတော့ အဲဆိုကျွန်တော်တို့ဒီမဲ့ဆိုကျွန်တော်တို့ဒီ Chelsea နဲ့ Everton ပွဲစဉ်ရဲ့တစ်ဖက်ကကျွန်တော်တို့ဒီ Newcastle နဲ့ Sheffield ပွဲစဉ်ရဲ့ဒါနဲ့ပြောကြည့်အောင်ဗျာပြောမဲ့ဆိုဒီတင်းတင်းကအရှိချင်မှဆိုအမှတ်လုံနေသူတွေပွဲစဉ်နဲ့သူတွေအမှတ်လုံနေသူတွေအတင်းနေသူတွေဖြစ်တယ်ဒီနေရာမှာဆိုရင်သူတင်းရတယ်ပြောကြည့်အောင်အဲဆိုကျွန်တော်တို့ဒီ Chelsea နဲ့ကျွန်တော်တို့ Everton ပွဲစဉ်ဒီပွဲကကျွန်တော်တို့6နိုင်မှာကဲမယ်အာ Chelsea အကူမှာကဲမယ်ပြောမဲ့ဆိုကျွန်တော်တို့ဒီပွဲက Chelsea ကတကယ်မှကျွန်တော်တို့ဒီ9တင်းနဲ့နိုင်ဖို့လိုတဲ့ပွဲစဉ်သူတွေနဲ့ဖြစ်တယ်ဒီနေရာမှာဆိုရင်ပြောမဲ့ဆိုရင်ကျွန်တော်တို့ဒီ Chelsea ကလာမဲ့ကျွန်တော်ရာသီမှာဆိုရင် Chelsea ကန်ရှင်နဲ့ဆိုရင် ဒီပွဲတွင်နိုင်ဖို့သူတွေလိုအပ်တယ်ဒီနေရာမှာဆိုရင်လက်ကျန်ပွဲစဉ်တွေကိုကြည့်မယ်ဆိုရင် Chelsea ကဒီပွဲကျွန်တော်တို့အချောင်ဆုံးပဲဗျနောက်ကျန်တဲ့ပွဲစဉ်တွေကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီ Chelsea က Liverpool ကျွန်တော်တို့ဒီ Newcastle ပြီးတော့ကျွန်တော် Man U Tottenham ဖို့တဲ့ဒီနေ့နဲ့ကြရမယ်ဒီနေ့မှာဆိုရင်ကျွန်တော်တို့ဒီ Chelsea ရဲ့တကြံပွဲစဉ်တွေကဘယ်လိုမှကျွန်တော်တို့ဒီမလွယ်ဘူးဒီနေ့မှာဆိုရင် Everton ကိုကြည့်မယ်ဆိုရင်ဒီဒီနေ့မှာတို့က6-0ပြောလို့ရတယ် ဒီဘွဲမှာဆိုရင်ကျွန်တော်တို့ဒီ Chelsea ကနိုင်ဖို့ကျွန်တော်တို့ဒီလိုအပ်တယ်ဗျာဒီညမှာဆိုရင်ကျွန်တော်တို့ကကျွန်တော်အနည်းငယ်ပဲဖြစ်တဲ့ Aston Villa ကပြီးခဲ့တဲ့ကျွန်တော်တို့ဒီအပွဲချုပ်သောဆက်လေးမှာဆိုရင် Man City နဲ့ရှုံးထားတယ်ဒီညမှာဆိုရင်ရောမဲဆိုရင်ကျွန်တော်တို့ဒီ Aston Villa သူ့အနေနဲ့အမှတ်ဖြစ်ရမယ်တသိမ့်ပဲရော့ရော့သူ့အနေနဲ့အမှတ်ဖြစ်ထားရမယ်ဒီညမှာဆိုရင်ကျွန်တော်တို့ကကျွန်တော်တို့ဒီ Everton ကိုနိုင်ဖို့သူ့အနေနဲ့လိုအပ်တယ်ပြောမဲဆိုရင် Legend Boss တွေကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီ Chelsea ကကျွန်တော်တို့ကကျွန်တော်တို့ဒီအမှတ်မလို့တဲ့အနေဖြစ်တဲ့ Liverpool Man U သူတို့နဲ့ကြမ်းမယ်ပြောမဲဆိုရင်အဲ့အသင်းတွေကဘယ်လိုပဲကျွန်တော်တို့အမှတ်မလို့ပဲပြောပြော တို့ရဲ့ကျွန်တော်တို့ဒီအတင်းချင်းတွေ့ပြီဆိုရင်ဘယ်လိုမှကျွန်တော်တို့ဒီထာမထားဗျာဒီနေရာမှာဆိုရမယ့်ဆိုရင်ကျွန်တော်တို့ဒီ Chelsea ကဒီပွဲစဉ်ကသူ့အနေနဲ့မှတ်ပြသူတွေရိုးသူတွေနဲ့လိုရတယ်အချက်ချက်မှာဆိုရင်ကျွန်တော်တို့ဒီ Chelsea ရဲ့ကျွန်တော်တို့ဒီခြေစွမ်းကိုကြည့်မယ်ဆိုရင်ကတော့အာတော်တော်လေးကမှကျွန်တော်တို့ဒီစစ်ပြက်ဆရာသူတွေကကောင်းတယ်ဗျာပြီးခဲ့တဲ့ပတ်မှာဆိုရင်ကျွန်တော်တို့ဒီ Fulham ကိုနိုင်ခဲ့တယ်ဆိုပေမဲ့လည်းအပွဲစဉ်မှာဆိုရင်ကျွန်တော်တို့ဒီ Chelsea ရဲ့ကျွန်တော်တို့ဒီခြေစွမ်းကဘယ်လိုမှကျွန်တော်တို့ဒီမကောင်းခင်ဒီနေရာမှာဆိုရင်လူစားလျက်သူတွေနဲ့မှန်တာရဲ့ net 2ရဲ့ကျွန်တော်တို့ဒီ goal ရဲ့ ဒါကြောင့်သူလည်းနိုင်ခဲ့တယ်။ကောင်းလဲဆိုရင်ကျွန်တော်တို့ရှစ်ချက်မှာဆိုရင်ကျွန်တော်တို့ဒီ Chelsea ရဲ့ကျွန်တော်တို့ခြေစွမ်းကအဲတော်တော်လေးကမှကျွန်တော်တို့ညံ့တယ်ဗျာ။ဒီနေရာမှာဆိုရင်ကျွန်တော်တို့ပြောမဲ့ဆိုရင်အဓိကပြောမဲ့ဆိုရင်နီးပြဗျာ။နီးပြကပြောမဲ့ဆိုရင်ဘာမှကျွန်တော်တို့ဒီနီးပြဟာသူ့အနေနဲ့မရှိဘူး။ပြောမဲ့ဆိုရင်ကျွန်တော်နီးပြကမရှိတဲ့အပြင်ကောင်မှာကစားသမားတွေကသူ့အနေနဲ့တုံးကျင်တော်သူတွေတုံးတယ်။ ရှစ်ပွဲမှာဆိုရင်ကျွန်တော်ဖုန်းနဲ့ပွဲမှာဆိုရင်ကျွန်တော်ဝီချင်းကိုသူနဲ့ကိုယ်နဲ့တက်ကစားခိုင်းတယ်ဘယ်လိုမှကျွန်တော်တို့ဒီအစဉ်ပြည့်သူနေတာလောက်တယ်ဒီနေ့မှာဆိုရင်မဲဆိုရင်ဒီပြက်ကကျွန်တော်တို့ဒီလောက်ရှင်တဲ့သူနဲ့လောက်တယ်ဒီနေ့မှာဆိုရင်အသင်းကဘယ်လိုမှကျွန်တော်တို့ဒီကစားသမားတွေရဲ့ကျွန်တော်တို့ဒီချွေသန်းကဘယ်လိုမှကျွန်တော်တို့ဒီပြရနိုင်လက်ရှိချက်မှာဆိုရင်ကျွန်တော်တို့ဒီ Chelsea ရဲ့အနေထက်ကတော်တော်လေးကြီးနဲ့ဆိုရင်စီရသူတွေကကောင်းလဲဒီနေ့မှာဆိုတဲ့ဘက်ကကျွန်တော်တို့ဒီအသင်းက Everton Everton ကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီပြီးခဲ့တဲ့အပတ်မှာဆိုရင်ကျွန်တော်တို့ဒီ Man City ကိုသူတွေနဲ့ရှုံးခဲ့တယ်အဲပွဲမှာဆိုရင်အပတ် Man City ကိုသူတွေနဲ့ရှုံးခဲ့တယ်ဆိုပေမဲ့ Everton ရဲ့ကျွန်တော်တို့ဒီ chances က အထက်ထက်သူနဲ့ကောင်းကြတယ်ဗျာနေရာမှာဆိုရင် MS ဆိုရင်ကျွန်တော်တို့ဒီ Star Cost ဆိုတော့ Red သူနဲ့ကောင်းကြတယ်ဒီပေါ်မှာဆိုကျွန်တော်တို့ဒီ Apartment MS ဆိုရင်သူတို့ကအမှတ်မလို့ဆိုနေတယ်ဒုက္ခပေးမှာပဲဗျာနေရာမှာဆိုကျွန်တော်တို့ဒီ Chelsea သူနဲ့အခန့်ကန့်မှာပဲဒီနေရာမှာဆိုကျွန်တော်တို့ဒီ Chelsea ရဲ့တက်စစ်ပိုင်းက Apartment သူနဲ့ကိုးစင်နိုင်မလား ဒါပဲကျွန်တော်တို့ဒီစောင့်ကြည့်ရမယ်ပထမကြော့တော့ဆိုကျွန်တော်တို့ဒီကုန်းစည်တွေကြားခဲ့ဒီပွဲစဉ်မှာဆိုကျွန်တော်တို့ဒီ Chelsea ကအင်္ဂမကစားမယ်ဆိုပေမဲ့လည်းဘယ်လုံးမှကျွန်တော်တို့ဒီမလွယ်ဘူးတပတ်ကကျွန်တော်တို့ Everton ဆိုတာကပြမဲ့ဆိုရင်ကျွန်တော်တို့ဒီကစားပုံသူတွေနဲ့မားတယ်အသင်းဗျဒီနေရာမှာဆိုရင်ရရှိချက်မှာဆိုရင်ကျွန်တော်တို့ဒီ Chelsea ရဲ့အနေထားက Everton ကိုနိုင်ဖို့ကျွန်တော်တို့တေချာလို့ဆိုတော့မတေချောင်းဒီနေရာမှာဆိုအချက်စောင့်ကြည့်ရမယ်ဘယ်လိုပဲပြမဲ့ဆိုရင်ကျွန်တော်တို့ဒီ Everton ကကျွန်တော်တို့ဒီအာနောက်တန်းကောင်းပါတယ်ပြောပြောဒီပွဲစဉ်ကကျွန်တော်တို့ဒီ Chelsea ကနိုင်ကိုနိုင်တဲ့ပွဲစဉ်နိုင်ဖို့လိုအပ်တဲ့ပွဲစဉ် ဒီဘွဲမှာတော့ကျွန်တော်တို့ဒီ Chelsea ကမနိုင်ခဲ့ဘူးဆိုရင်သူတို့ကချမ်းမြေခွင့်တော့ကကျွန်တော်တို့လည်းအချိန်ပြည့်နေမှာကောင်းတဲ့ဂိမ်းမရှိဘူး။ဘာလို့လဲဆိုတော့ကျွန်တော်ပြောစင်မျိုးကြည့်မယ်ဆိုရင်ကျွန်တော်တို့နောက်နောက်ကျန်နောက်ကျန်ပွဲစဉ်ကိုကြည့်မယ်ဆိုကျွန်တော်ပြောတဲ့အတိုင်းပဲအာလီဗာပူးကျွန်တော် Man U Newcastle Forest ဒီမျိုးအသင်းတွေတွေ့ရမှာ။ဒါမှမဟုတ်ဆိုရင်ကျွန်တော်တို့ဒီအပွဲစဉ်တွေမှာဆိုရင် Chelsea ကဘယ်လိုမှကျွန်တော်တို့ဒီအချိန်ပြည့်နေ ကျွန်တော်ကျေးဇူးတင်ရမရှိဘူးဒီနေရာမှာဆိုရမယ့်ဆိုကျွန်တော်တို့ Chelsea ကတစ်ဖက်ကကျွန်တော်တို့ဒီ Everton ပွဲမှာသူနဲ့အမှတ်ပြည့်သူနဲ့ယူထားတဲ့ ਨੇ ဒီချိန်မှာဆိုကျွန်တော်တို့ဒီ Chelsea ကကျွန်တော်တို့တစ်ဖက်ကကျွန်တော်တို့ Aston ကျေးဇူးတင်ရအမှတ်ဖြတ်ထားရမယ်ဒီနေရာမှာဆိုကျွန်တော်တို့ဒီ Chelsea နိုင်မလားစောင့်ကြည့်ရမယ်ကျွန်တော်အမြင်ရမယ့်ဆိုရင်ဒီပွဲစဉ်က Chelsea ကတအားကြီးတော့ Regu ဗျဒီနေရာမှာဆိုရင်သိတယ်ဗျတစ်ဖက်ကကျွန်တော်တို့ဒီ Everton ဘယ်လိုမှကျွန်တော်တို့ဒီမလွယ်အသင်းဒီနေရာမှာဆိုကျွန်တော်တို့ဒီ Chelsea ကလောတက်သူနဲ့တုံးမဲ့ယူနိုင်ပါမလားအာစောင့်ကြည့်ရအောင်မယ် ဘယ်လိုပဲကျွန်တော်တို့ဒီခက်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 ခဲပါစေနိုင်တော့ကန်တင်တယ်ဒီဘက်ကျွန်တော်ဒီဘက်မှာကျွန်တော်တို့ဒီမနိုင်ဘူးဆိုရင်ကတော့ Chelsea ရဲ့မျိုးလင့်ချက်ကလုံးဝကျွန်တော်တို့သူနေတဲ့မရှိတော့ကျွန်တော်တို့ပြောလို့ရတယ်ဒီနေရာမှာဆိုကျွန်တော်တို့ဒီ9နိုင်နိုင်လာစောင့်ကြည့်ရမယ်ဒီဘက်ကကျွန်တော်တို့ဒီ6နိုင်မှာကန်မယ်အာ Chelsea ရဲ့ဥက္ကမှာကန်မယ်ဆိုကျွန်တော်တို့ဘက်ကကျွန်တော်တို့ဒီ Newcastle နဲ့ကျွန်တော်တို့ဒီ issue ရဲ့ပွဲစဉ်ကြောင့်ဆိုရင်ဒီပွဲစဉ်က Newcastle ကလုံးဝကျွန်တော်အမှားမလုပ်လို့မရတဲ့ပွဲစဉ်ဖြစ်တယ်။ပြီးခဲ့တဲ့ကျွန်တော်တို့ဒီပွဲစဉ်မှာဆိုရင် Newcastle က Aston Villa ကိုကျွန်တော်တို့ဒီ၄ဂိုးပြတ်4-1 ကိုပြတ်သူတွေရှုံးခဲ့တယ်ဒီဘက်မှာဆိုရင်ညူကတ်ဆတူတွေနဲ့ပြန်လာမဲ့ပေါ်စီသူတွေနဲ့ဖြစ်တယ်ဒီနေရာမှာဆိုတဲ့ဘက်ကကျွန်တော်တို့ဒီပြိုင်ဘက်ကကျွန်တော်တို့ဒီ issue တော့ဆိုရင်ကျွန်တော်တို့ဒီ issue ဆိုတာကပြီးကြတဲ့ဘက်မှာဆိုရင်ကျွန်တော်တို့ဒီ arsenal ကိုသူတွေနဲ့ကိုပြတ်သူတွေရှုံးထားတယ် ဒါရမလဲပြမဲဆိုကျွန်တော်တို့ဒီ issue ကိုအားကြည့်တော့ကျွန်တော်တို့ဒီ short လို့မရအောင်ဘာလို့လဲဆိုကျွန်တော်တို့ဒီသူတို့ကကျွန်တော်တို့ဒီ Chelsea ရဲ့အကွန်မှာဆိုရင်ကျွန်တော်တို့ဒီတေးခံစားတာရှိရဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီ short လို့လို့နေမရအောင်ဒီနေရာမှာဆိုရင် Newcastle လက်ရှိမှာဆိုရင်သူတို့ကအမှတ်ကတားသူတွေလည်းလိုအပ်နေတယ်ဒီနေရာမှာဆိုရင် Newcastle ကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီအာ Champions League အတွက်သူတွေနဲ့အပြည့်အစုံတွေနဲ့ဖြစ်နေတယ် ဒီဘက်မှာဆိုရင် Newcastle ကကျွန်တော်ဒီလုံးဝကျွန်တော်အမှားလိုလိုမရောက်အမှားရလို့သူနေမရောက်ကျွန်တော်အမြင်ပြမဲ့ဆိုရင်ဒီပွဲစဉ်မှာဆိုရင် Newcastle ကကျွန်တော်ဒီအမှားရမရှိဘဲနဲ့အရှုပ်သူနေနိုင်မယ်ဒီလိုမျိုးကျွန်တော်နေမြင်မိတယ်ဒီနေရာမှာဆိုရင်ပြမဲ့ဆိုရင်ကျွန်တော်တို့ဒီ Chelsea နဲ့ Newcastle ဘယ်အသင်းနဲ့နိုင်မရောက်လဲအာဆောင်းတည်အောင်မယ်ကျွန်တော်အမြင်ကကျွန်တော်ပြန်ချုပ်ပြီးပြောမယ်ဆိုရင်ကတော့ Chelsea ကသူနေနိုင်ဖို့သူနေအခက်ခဲမယ် ဒါပေမဲ့သူကနိုင်အောင်သူနိုင်အောင်နိုင်အောင်သူနဲ့ကဲရမယ်။ Newcastle သူနဲ့နောက်သူနဲ့ခွင်းသူနဲ့မရတဲ့ဒါပေမဲ့ကျွန်တော်ရှစ်ဆောင်းကြည့်အောင်မယ်။ဒီနေရာမှာဆိုကျွန်တော်တို့ဒီဘလူးသူတွေလည်းထွက်လာမလဲ။အာဆောင်းကြည့်ရမယ်။ဆိုကျွန်တော်ဒီအလုံးကျွန်တော်ကောဘာကောင်းတော့နေဒီ position ဖြစ်တော့ဘယ်လိုလဲ။